just on my head, ဟို international ဘက်မှာဆိုထိုင်းဘက်ကလည်းကျွန်တော်တို့စောင့်ကြည့်နေရရှိရ TikTok တွေမှာဆိုဒါတွေ့မှာပေါ့နော် BNN ဘက်ကဆိုလည်းစပြီးတင်လိုက်တာလည်းရှိရ Indonesia ဘက်ကလည်းရှိရအဲ့တော့အဖက်ဘက်ကစောင့်ကြည့်နေကြတဲ့ခင်မှာကျွန်တော်တို့ဒီနာမည်ပြန်မကြအောင်ညမာလာ media ထူးချွန်နေဆိုတဲ့ဟာမျိုးကြီးပြောင်းကျွန်တော်တို့ကလည်းဖက်ဖက်ကနေ quality ထိမ့်ပြီးတော့ကိုယ့်ရှိရပြိုင်တဲ့အလှမယ်လို့ supporting ပေးရပေါ့နော်ကိုယ့်ရှိရပြိုင်တဲ့အလှမယ်ကိုယ်တိုင်ကလည်းစ조사ရမယ် organization နဲ့ kick him kick him tap ပေါ့နော်အမြဲတမ်းအဆက်အသွယ်ရှိနေရမယ်ခိုးဘက်ရောက်သွားတဲ့အချိန်မှာ organization ကိုမဆက်သွယ်တော့တာမျိုး organization ကစာပို့ရင်မကြည့်ရောတာမျိုးဟိုအဖက်မလုပ်တော့တာမျိုးကြတော့အဆင်မပြေဘူးပေါ့နော် Vienna! Hello everyone, very nice to see you. I am Mia Mia Mo and I'm first representative of Miss Cosmo Myanmar. ဟိုမြန်မာပြည်သက်ကလည်းကျွန်တော်တို့အရင်အားပေးကြရယ်ပေါ့နော်အားပေးရပြည်သက်တွေများတယ်အဲ့လိုပဲဟို international ဘက်မှာဆိုထိုင်းဘက်ကလည်းကျွန်တော်တို့စောင့်ကြည့်နေရရရှိရယ် TikTok တွေမှာဆိုဒါတွေ့မှာပေါ့နော် BNN ဘက်ကဆိုလည်းစပြီးတင်လိုက်တာလည်းရှိရယ် Indonesia ဘက်ကလည်းရှိရယ်အဲ့တော့အဖက်ဘက်ကစောင့်ကြည့်နေကြတဲ့ခင်မှာကျွန်တော်တို့ဒီနာမည်ပြန်မကြအောင်ကျွန်တော်တို့နာမည်မြန်မာလာမီဒီယာထူးချွန်နေဆိုတဲ့ဟာမျိုးကြီးပြောင်းကျွန်တော်တို့ကလည်းဖက်ဖက်ကနေ quality ထိမ့်ပြီးတော့အကောင်းအောင်ကိုယ့်ရဲ့ကိုယ့်ရှိရပြိုင်တဲ့အလှမယ်ကို supporting ပေးရယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရှိရပြိုင်တဲ့အလှမယ်ကိုယ်တိုင်ကလည်းစူးစမ်းရမယ်နောက်တစ်ခုကကြတော့ဟို organization နဲ့ kick and ခင်ဗျတက်ပေါ့နော်အမြဲတမ်းအဆက်တွေရှိနေရမယ် organization ကဘာခိုင်းလဲလို့ရှိရင်နားထောင်ပြီးဒါလည်းမိုးကိုလည်းဒါအများကြီးတင်ပြီးဒါမိုးနဲ့ကျွန်တော်တို့ဒီဒါတစ်နှစ်ခွဲလောက်ဒါတူတူရှိလာခဲ့တဲ့သူ့ကိုတော့ကျွန်တော်ယုံကြည်တယ်ဟိုဘက်ရောက်သွားတဲ့အချိန်မှာ organization ကိုမဆက်တွေ့တော့တာမျိုး organization ကစာပွင့်မကြည့်ရောတာမျိုး organization ကလူတွေကစာပွင့်ဟိုဖတ်မလို့တော့တာမျိုးကြတော့အဆင်မပြေဘူးပေါ့နော်ဒါပြန်ဝဲပြန်မဲ့ကလေးတွေအကုန်လုံးဒါပြော့ပြတဲ့ပြော့ပြခြင်းတဲ့အကြောင်းအရာမျိုးတွေပေါ့နော် ဟုတ်ကဲ့အခုကျွန်တော်တို့ဒါ၈လပိုင်းနဲ့ကြာလို့ရှိရင် launch တစ်ခုရှိပါတယ်မင်္ဂလာပါ Miss Myanmar launch ပေါ့နော်အဲ့ဒီမှာအလှမဲ့ပွဲ၅ဝဲပါမယ်အာပွဲကြီးဆုံးပွဲဒီအာဘယ်ပွဲကိုသွားပြန်ရမယ်ပြီးလို့ရှိရင်ဘယ်ပွဲ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 ဆိုတာလေးတွေပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်အဲ့ဒါကတော့2026မှာမင်္ဂလာပါ Miss Myanmar ဆိုရယ်နာမည်နဲ့အတူပေါ့နော်ပွဲကြီးတွေကိုတူတူဝင်ပြိုင်ရမယ်အဲ့ဒီမှာပွဲတွေကိုပြန်လည်ဆီလွတ်မှာပါခွဲ့ big fight တော့မှာပွဲကြီးအာ big fight တွေက၃ပွဲပါပါတယ်ခင်ဗျာဟုတ်အဲ့တော့အဲ့ဒီ big fight ကြီးက တဲ့လို့ပြန်ပြီးတော့မိမိတို့ဒါကတော့ဒါကတော့တို့တွေပြန်ပြိုင်မယ်ဆိုလို့ရှိရင်လည်းတို့တွေဆက်လုံးရေးစပေါ့နော်0ကနေစပြီးပြန်ပြန်ရမယ်တို့အမှတ်တရရလို့ရှိရင် အမှတ်တရနဲ့ညီရဲတို့ရလက်ရှိရဲဘွဲတွေသူပြန်ရမယ်အမှတ်80ပဲရရအမှတ်80နဲ့ရတယ်ရလက်ပြန်ရဘွဲပြန်မယ်တကယ်လို့တို့အောင်မမရအောင်ဆိုတော့အောင်မမရအောင်ပေါ့နော်ဒါကတော့တို့ရဲ့ပြန်စူးစမ်းမှုနဲ့ဒါတို့အတိတ်တွေနဲ့ပြန်ပြန်ရမှာပေါ့အားလုံးဟုတ် Though you make it live a loose Jerry's all the way but shorty ငါပုံမြင်ရတယ် to come back me so dia lah oh jangan mati u surprise boy surprise boy oh surprise boy အတူကိုလည်းဒါအင်္ဂလိပ်စာလေးလို့ဖို့ပြောထားတယ်သူပြက်ကယ်လို့ပြန်ပြချင်တယ်ဆိုတေချာလေးပြင်ဆင်ပေါ့နော်ဟိုကိုကိုရှင်မှာပြန်လာပြိုင်တာဆိုတော့ဒါကြောသားရင်သားမခွဲပဲနေတော့ကိုကဒါကြည်ရမှာပေါ့ဟုတ်ကဲ့ကလေး9ယောက်ရှိမယ်9ယောက်လုံးဒီထက်မြက်ကြတယ်အဲ့ထက်မြက်တဲ့တဲမှာမှဘသူကအတော်ဆုံးလဲဘသူကအောင်မှတ်ပဲရမှာလေ ်ဘသူကဂုံတူးမှတ်တီစူးစမ်းမှာလေအဲ့ပုံမှာကြည့်ပြီးကျွန်တော်တို့တွေက supporting ပေးရတာပေါ့နော် supporting အကောင်းဆုံးပေးရမှာဘာလို့လဲဆိုတော့ကျွန်တော် supporting ဆိုတဲ့နောက်မှာဟို supporting ဆိုတာဗသက်ကလွယ်လွယ်လေး supporting ပေးလို့မရအောင်နောက်မှာငွေကြေးတွေပင်ပန်းမှုတွေချွေးတွေအများကြီးနဲ့တွားတာလေအဲ့တော့အခါကျတော့ supporting ပါဖို့ဆိုဒီကလေးတွေအောင်မတ်ပေးရမှာလားဂုံတူးထွက်မှာလားဂုံတူးထွက်မဲ့ကလေးကိုတော့ကျွန်တော်တို့ဒီတကယ့်ကိုအကောခေါ်ဆက်တယ်လောက်ရပါဘောနော်အောက်မပေးရမယ့်ကလေးကိုကြာတော့ကျွန်တော်တို့ဒီဟို short လာတော့မဟုတ်ဘူး စပိုးနင်းတော့ပေးတယ်ဒါပေမဲ့ဟိုပို့ပြီးတော့အားဆိုင်ရပါပေါ့တခြားပွဲတွေအဲ့လိုမျိုးလေးတွေတော့ရှိရပါတော့ဒါလေးကတော့နားလည်စေချင်တာပဲပြိတက်ကဟုတ်ပြန်ပွဲတစ်ခုကိုပြိုင်တော့မယ်ဆိုရင်ကိုကကိုကိုဒီဒီလောကကိုတကယ်ဝန်တာပါလားပြတကယ်ဟိုပေါ့နော်စူးစမ်းချက်စေရှိရလားအောင်မြင်ချင်တာလားဆိုရဲအရာတွေကိုကြည့်ပြီးတော့ကိုကိုကိုလည်းမှန်ထဲမှာပြန်ကြည့်ပြင့်တယ်လေပေါ့နော်ကိုဘာလိုအပ်ချက်ရှိရလဲအဓိကကတော့စာလုံးရေးစဆိုပြီးတော့စပြီးမှပွဲကိုလာမပြိုင်စေချင်ဘူးတခြားလေးလမ်းလျှောက်ထွေးနေနေတခြားလေးယူနောက်တစ်ခါကျအားကစားပါညာတခြားလေးလောက်ခဏကိုစူးစမ်းကြပေါ့နော်ပြီးလို့ရှိရင်ဘာသာ ာစကားတွေအင်္ဂလိပ်စာလေးကတော့အနည်းဆုံးတော့ဒါသမင်းစာရေးတော့ပေါ့နော် communication skill လောက်ကတော့ပြောတတ်တင်တယ်လို့ကျွန်တော်အနေနဲ့ထင်တယ်။နေ့ရလိုမျိုး CEO တို့တတားတို့လာကြပါပြီရဲ့။လာကြတဲ့အချိန်မှာကိုယ်နိုင်ငံအကြောင်းရှင်းပြဖို့ဆိုလို့ရှိရင် translator ကြီးတကားကားနဲ့လည်းရှင်းပြလို့မရဘူးလေ။ဒါမြန်မာနိုင်ငံထဲမှာဆိုရင်တော့ဒါ translator နဲ့ရှင်းပြလို့ရကြရကောင်းရနိုင်မယ်။နိုင်ငံတကာကိုသွားပြန်တဲ့အခါကျလို့ရှိရင်ကိုယ်ကဘေးနားမှာအမြင် translator ကိုခေါ်ထားလို့မရဘူးလို့ national writer ကိုခေါ်ထားလို့လည်းမရပါဘူး။အဲ့တော့အခါကျကိုယ်နိုင်ငံအကြောင်းကိုယ်ဒီကိုယ်ကိုယ်နိုင်ငံရဲ့ ်မှာဘာတွေရှိရလဲကိုယ်နိုင်ငံကဘယ်လိုဘယ်လို culture တွေရှိရလဲဘယ်လိုယဉ်ကျေးမှုတွေရှိရလဲပြောပြဖို့ဆိုတော့အင်္ဂလိပ်စကားလေးကတော့ဒါတတ်တယ်လေကျွန်တော်အနေနဲ့ဒါအလှမယ်လဲကိုကျွန်တော်ပြောချင်ပါတယ်ဟုတ် Women's feels larger than me because it's not only to one person but to every soul who had admitted me and walked beside နိုင်ငံတကာပြိုင်မယ်ဆိုရဲစထဲမှာအင်္ဂလိပ်စာကတကယ်အရေးကြီးတယ်ပြီးလို့ရှိရင်ဒီအင်္ဂလိပ်စာတခုလေးတွေမဟုတ်ဘူး communication skills ပြောရလို့ရှိရင်သူသူ့ရဲ့ပြောရမယ် ကာဝစကီလ်တို့ပြီးလို့ရှိရင်သူဘယ်လိုမျိုးဒီနိုင်ငံတကာအလဲမှာဘယ်လိုမျိုးချပြရမလဲဘယ်လိုမျိုးကြိုးစားသွားရမလဲဆိုရယ် skills တွေอ่ะပေါ့เนาะတကယ်လိုအပ်တယ်ကိုတင်းစကြာလေးကြိုးစားလို့ရှိရရလက်ကောင်တစ်ခုဆိုတာရမယ်ဆိုမိုးအနေနဲ့ယုံကြည်ရဆိုရလက်ကောင်တစ်ခုတဲအတွက်မိုးကိုကိုပြောပါမယ်ပင်ပန်းခံပြီးတော့တင်းစကြာလေးလုပ်မယ်ဆိုရင်တော့တကယ်ဟိုမှာအောင်မြင်မယ်လို့မိုးနေနေပါ ဟုတ်တယ်အဲ့လိုမျိုးပေါ့နော်ပြန်နောက်တစ်ခုကကျွန်တော်တို့အလမေတွေမှာမြင်ရတဲ့အရာပေါ့နော်ခတ်ဝက်ရှောက်တာပေါ့နော်လမ်းလျှောက်တာပေါ့နော်လမ်းလျှောက်တာကကျွန်တော်တို့အလမေတွေကအကုန်လုံးကထင်ကြတာဘယ်လိုလဲဆိုတော့ဒါ state body မှာပေါ့နော်ဟိုတင်ထားတဲ့ခြောက်ဖြောင်းအောင်ရှောက်ပြီးတော့ဟိုလမ်းလျှောက်လို့ရှိရင်ဒါအာရပြီဆိုရင်ပြီးတော့ထင်ကြတာပေါ့နော်ဒါမြန်မာနိုင်ငံအလမေတိုင်းမှာတွေ့ရတဲ့အရာပေါ့နော်အဲ့ဒါအဲ့ဒါမှားနေတာဗျာဒီလားအဓိကကျွန်တော်တို့က state body မှာလဲ camera တွေနဲ့ acting လုပ်ရတာဗျာဒီလား acting back camera angle ဒီဘယ်လိုကြည့်ပြီးတော့ဘယ်လို perform လုပ်ရမယ် camera အခြေဆက်တွေကသာဒါတက ကယ်ကိုလေးလာတဲ့နဲ့အရာရေလို့ကျွန်တော်ဒီနေရာကနေပြောချင်ပါတယ်အော်ကျွန်တော်ချိန်မှာလာပြိုင်တဲ့ညီမလေးတော်တော်များများတော့ဒါလေးကိုနားလည်ကြမယ်ထင်တယ်ကျွန်တော်ငယ်ငယ်အရင်ကတည်းက train လာခဲ့တာဆိုတော့ခါကြတော့လေဟုတ်အဲ့ဒါလေးကြီးလည်းတကယ်တည်တည်ဆတ်ဆတ်လေးလေးလာကြပါလို့ပြောချင်ပါတယ်ဟုတ်ကျွန်တော်ချိန်မှာမိုးရဲ့မင်္ဂလာပါမစ်မြန်မာရဲ့ပေါ့နော်မိုးရဲ့ပထမအဆုံး income လေးစားရပေါ့နော်ဒီနေ့သူရဲ့ income လေးစားတော့ခါကြ commercial တွေကနေပြီးတော့ဒါ percentage လေးနှုတ်ပြီးတော့ခါကြကျွန်တော်တို့အလူလေး charity လေးစားလုပ်ဖြစ်တာပါခင်ဗျာဟုတ်အာဒီနေ့ပေါ့နော်မိုးတို့ဒီအစားအသောက်တွေစားတော့အဓိကအစားအသောက်ကိုအာဒုတိယ20စားပေါ့နော် 220 220 220 220စာကိုအာမိုးရဒီမိုးပဲပထမဆုံးလို့အားကားဒီပြီးတော့ဒီမင်္ဂလာပါမစ်မင်မာနဲ့တွေ့တဲ့အချိန်မှာပထမဆုံးလိုအားကားဒီဖြစ်တဲ့လို့ကြောင့်စပြီးတော့ပြည့်တင်ပါတယ်အထူးဆိုတော့ PTV ပေါ့လေဒါလည်းအာမနက်ပြအရင် PT ဖြစ်ပါတယ်တကယ်လိုအပ်တဲ့နေရာတွေမှာလူသန်းနိုင်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့လည်းဒါနောက်ပိုင်းကျရင်လည်းဒါမွေးအိမ်ခန့်နေရာတွေပြီးတော့လည်းဒါ charity အနေနဲ့ဆက်ပြီးလူသန်းဖြစ်ဖို့ရှိပါမယ်လို့ဟုတ်ကဲ့ပါ မိုးစလေအရန်ပြော်ရရဲ့သူတို့ရောက်သွားတဲ့အချိန်မှာသူတို့အရန်ဝမ်းသာတဲ့အချိန်ပြီးတော့ရုံစင်းတဲ့အချိန်လေးလည်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အကုန်လုံးကပြင်းမှန်းနေတဲ့အချိန်လေးမှာဒီလိုမျိုးလူတန်းလိုက်ရတဲ့အတွက်လည်းတကယ်တကယ်မိုးနေတဲ့ပီတိအများကြီးဖြစ်နေပါတယ်